ကရင်ပြည်နယ်ကွန်ကရစ်တိုက်ပွဲမှာဘိုးဘီခေါင်းဆောင်နဲ့ DKBA ခွဲထွက်ဖွဲ့ကစစ်ကောင်စီဘက်ကနေကူတိုက်ပေးနေတယ်လို့စစ်ကောင်စီဘက်ကလည်းစစ်လက်နက်ခဲယမ်းပစ္စည်းအများအပြားကူညီပံ့ပိုးပေးနေရလို့ DKBA ခွဲထွက်ဖွဲ့နဲ့နှိဆက်သူတွေကတာဝန်ထမ်းမှုပြောပါရယ်။ကွန်ကရစ်ကြုံတို့အာရှလမ်းတစ်လျှောက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ဒေါ်လာရင်အင်အားစုအဖွဲ့တွေကပြီးခဲ့တဲ့ဧပြီလပိုင်းကဝင်ရောက်တိုက်ခိုက်ခဲ့ရာနှစ်ဖက်တိုက်ပွဲတွေဟာမေလာတရက်နေ့အထိဆက်လက်ပြင်းထန်နေဆဲဖြစ်ပါရယ်။ ကော့ဂရဲကြုံတို့တိုက်ပွဲတွင်ဘိုဘီခေါင်းဆောင်နဲ့ DKBA ခွဲထွက်အဖွဲ့ကစစ်ကောင်စီတပ်ဘက်ကနေပောင်ဝင်ကူတိုက်ပင်းနေပြီးအဲ့ဒီလမ်းမိုင်းမှာရှိတဲ့စခန်းတွေကနေထွက်ခွာသွားဖို့ KNLA ဘက်ကအတိပေးခဲ့ပေမဲ့ဘိုဘီကလိုက်နာမှုမရှိဘဲဆက်လက်တက်ဆွဲထားတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ကသူတို့ကိုကူညီတိုက်ခိုက်ပေးနေတဲ့ DKBA ခွဲထွက်အဖွဲ့ရဲ့ခေါင်းဆောင်ဗိုလ်ဘီကိုစစ်လက်နက်ခဲယံပစ္စည်းအများအပြားကူညီပံ့ပိုးပေးထားတဲ့အပြင်စီးပွားရေးအတွက်ဂိတ်စခန်းဖွင့်လှစ်တာတွေလုပ်ပိုင်ခွင့်စတဲ့အခွင့်အရေးတွေကိုပေးအပ်ခွင့်ပြုထားတယ်လို့လည်း DKBA ခွဲထွက်အဖွဲ့နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တွေကဆိုပါတယ်။လက်ရှိစစ်ရေးပြင်းထန်နေတဲ့တိုက်ပွဲမှာ DKBA ခွဲထွက်အဖွဲ့ရဲ့ခေါင်းဆောင်ဗိုလ်ဘီကသူ့ရဲ့တပ်သားအများအပြားကိုကော့ဂရိတ်ဂျုံတို့စစ်စင်ရေးအတွင်းထပ်မံပို့ဆောင်ထားတယ်လို့သိရပါတယ်။ ပိုးပြီးခေါင်းဆောင်တဲ့ DKBA ခွဲထွက်အဖွဲ့ဟာလက်ရှိမှာကရင်ပြည်နယ်ဖအံမြို့နယ်ကြောက်တလုံးဝင်းတရဲအနီးမှာဌာနချုပ်အဖြစ်ထားပြီးတပ်ဆွဲနေထိုင်ကကော့ဂရိတ်ကြုံတို့လမ်းမိုင်းမှာလဲစစ်ကောင်စီတပ်နဲ့အတူစစ်ကောင်စီတပ်နဲ့အတူစခန်းချတပ်ဆွဲနေထိုင်တာတွေလည်းရှိနေတာဖြစ်ပါတယ်ပိုးပြီးဟာအရင်ကစစ်ကောင်စီကရင်နယ်ကြားဆောင်တပ် BGF တပ်ရင်းတစ်တုံညာနှစ်နှစ်ကတပ်ရင်းမှုတူဖြစ်ပြီးအဲ့ဒီနောက်မှာတော့ BGF ကနေနှုတ်ထွက်က တိုးတက်သောဗုဒ္ဓဘာသာခရင်မျိုးသားတက်မတော် DKBA ထံပြန်လည်ရောက်ရှိလာခဲ့ပြီးစစ်တပ်ကိုပြန်လည်တိုက်ခိုက်ခဲ့သူတို့လည်းဖြစ်ပါတယ်။စစ်တပ်အနာသိမ်းပြီးနောက်2023ခုနှစ်လောက်မှာပိုပြီးတော့ DKBA ခွဲထွက်အဖွဲ့ဟာအင်အားအနည်းငယ်နဲ့ဖန်မျိုးနဲ့ကြာအင်းပေါ်တော်မူဆရာတော်ထံပြန်လည်ရောက်ရှိခိုးလုံလာခဲ့ပြီးစစ်တပ်နဲ့ငြိမ်းချမ်းရေးရယူထားတာလည်းဖြစ်ပါတယ်။